အားလုံးပဲမင်္ဂလာပါအညိုရရဲ့ channel တစ်လေးဖြစ်တဲ့ Light Within S channel လေးရာနေ nutrition စွာသူဆိုလိုက်ပါရရှင် ဒီနေ့မှာတော့ညိုကဆမဝေစီပွားရေးတက္ကသိုလ်ရဲ့ယာသစာရန်လေးတပုတ်ကိုပြန်လည်များဝေပေးခြင်းပါတယ်။ဤယတစာရင်လေးအားပြန်လည်ဖက်ရှုများဝေခွင့်ပြုပါယံကျမနှင့်တကွသဆိုင်သူများအားလုံးထံမှလေးစားစွာခွင့်တောင်းခံအပ်ပါရရှင်။စာဖက်ခြင်းအမှုပညာ ဘဝရဲ့အမတ်ရဆုံးဂျင်းနဲ့ပီတီအဖြစ်ရဆုံးအချိန်တွေထဲမှာခြာပင်နဲ့ပတ်သက်တဲ့ကာလတွေဟာထင်ရှားဆုံးပါပဲ။လွန်ခဲ့တဲ့10နှစ်2023ခုနှစ်ဖေဖော်ဝါရီလမှာနိုင်ငံတကာစာပေပွဲတော်တစ်ခုကိုမြန်မာပြည်မှာ ကျင်းပခဲ့ပါတယ်။အီယာလေးဟိုတယ်မှာ၃ရက်ကျင်းပတဲ့ပထမအကြိမ်အီယာရီစာပေပွဲတော်ရဲ့ပထမဆုံးနေ့မှာပဲဆ iam မခင်ပန်းနဲ့ ဆရာမင်းဝေဟင်ဆရာမူဆက်ပိုင်ဆရာမချောဤမန်တို့နဲ့ကျမဝေစီပွားရေးတက္ကသိုလ်တို့ဆွေးနွေးဖြစ်ခဲ့ကြတဲ့အကြောင်းအရာလေးကခြားဖက်ချင်းအမှုပညာဆိုတဲ့ခေါင်းစဉ်လေးနဲ့ပါသာဖတ်သူမိတ်ဆွေတယောက်ကကျမရဲ့ Facebook page မှာတင်ပေးဖို့တောင်းဆိုတာကြောင့်တခြားဆရာတွေဆွေးနွေးသွားခဲ့တာကကျမမှာစာရိုက်ပြီးသားလဲအပြည့်စုံမရှိအတန်လဲအတွင်းမထမိတာမို့ကျမဆွေးနွေးခဲ့တာလေးကိုပဲတင်ပေးထားခဲ့တာပါ အဲ့ဒီဆွေးနွေးမှုလေးတွေကိုအမတ်တရားအနေနဲ့ဒီစာအုပ်လေးထဲမှာထည့်ပေးပါစေတကယ်တမ်းဆွေးနွေးတဲ့အခါမှာစကားပြောသလိုပြောရတာမို့စကားပြောနဲ့ရည်ထားတာပါချက်ဖက်ချင်းအမှုပညာဒီနေ့ကျမတို့ဆွေးနွေးမယ့်ခေါင်းစဉ်လေးကစာဖတ်ခြင်းအမှုပညာဆိုတဲ့အကြောင်းအရာလေးဆိုတော့ကျမကစာဖတ်ခြင်းဆိုတာကိုမဆွေးနွေးခင်အမှုပညာဆိုတာလေးကို အရင်စပြီးကျမနားလည်တလောက်လေးဆွေးနွေးကြည့်ချင်ပါတယ် ပါဠိလိုသုခုမပညာလို့ခေါ်တဲ့အမှုပညာဆိုတာလူမျိုးတစ်မျိုးဒါမှမဟုတ်နိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှုကျိမှုံပြင်လို့တင်စားရင်လည်းမမားဘူးပေါ့နော်။တချို့ပညာရှင်တွေကဆိုလူမျိုးတစ်မျိုးရဲ့ကြီးကျယ်ခမ်းနားတဲ့ဆောင်ရွက်ချက်တွေဥပမာတိုက်ရင်ခိုင်ရင်ကောင်းခဲ့တာတွေ နိုင်ငံ empire ကိုအကြီးကြီးတည်ထောင်ခဲ့တာတွေအဲ့လိုမျိုးလက်ယုံကြီးထက်ဆိုင်ရင်အဲ့ဒီလူမျိုးစုဖန်တီးခဲ့တဲ့အမှုပညာဟာသူတို့ရဲ့လူနေမှုအဆင့်အတန်းကို ပို့ပြီးတော့ထင်ဟန်ပြနိုင်တယ်လို့တောင်ယူဆကြတယ်လို့ကျမဖတ်ဖူးပါတယ်။အဲဒီတော့လူမျိုးတစ်မျိုးနိုင်ငံတစ်နိုင်ငံရဲ့ယဉ်ကျေးမှုအဆင့်အတန်းကိုတောင်ထင်ဟန်ပြနိုင်တဲ့အမှုပညာဆိုတာဘာလဲလို့လိလာကြည့်တဲ့အခါမှာကျမဖတ်ဖူးတာလေးပေါ့နော်။အမှုပညာဆိုတာလူတွေရဲ့စိတ်ကိုလှုပ်ရှားစေနိုင်တဲ့ပညာမျိုးလူတွေရဲ့စေတနာကိုလုံးစုံနိုးစွပေးနိုင်တဲ့ပညာမျိုးလို့ဆိုထားတာကိုတွေ့ရတယ်။ ဆိုလိုတာကတော့အမှုပညာဆိုတာကြောင်းနဲ့တယောက်တူနဲ့တူနားလဲဆာနာနိုင်အောင်နှလုံးသားချင်းနှိစက်နိုင်အောင်တရားခင်းပေးနိုင်တဲ့အရာလို့ပြောစင်တာပါဥပမာလူတယောက်ကသူ့ခံစားရတဲ့အကြောင်းအရာတစ်ခုကို သူ့စေတနာနဲ့သူ့စိတ်ကူးဉာဏ်ရှိတဲ့လောက်ဖန်တီးဖော်ပြလိုက်တဲ့အခါမှာအဲ့ဒီအမှုပညာကို ခံစားရတဲ့တစ်ဖက်လူမှလည်းရသခုခု ဖြစ်ပေါ်လာပါတယ် ယာတာကိုပါတဲ့ကတပါပါပေါ့နော်အဲ့လိုယာတာပေါ်လာလို့လဲအမှုပညာကိုယာတာပညာလို့လဲခေါ်ကြတာထင်ပါတယ်အနုပညာဆိုရင်ပကြီးပပုစာပေဂီတရုပ်ရှင်သဖြင့်အဲ့ဒီလိုမျိုးစုံပါဝင်တဲ့အထဲကကျမတို့ဆွေးနွေးမဲ့ခေါင်းစဉ်ကစာဖက်ခြင်းအနုပညာဆိုတော့စာပေအကြောင်းလေးကိုပဲအဓိကဆွေးနွေးကြတာပေါ့နော် စာပေမှာတူတစာပေနဲ့ရာသစာပေဆိုပြီးတော့နှမျိုးရှိတဲ့နေရာမှာတူတစာပေဆိုတာကတော့အသိပညာကိုဇောင်းပေးတဲ့အသိပေးစာပေဖြစ်ပြီးရာသစာပေဆိုတာကတော့စေတနာကိုနိုးစွပေးတဲ့အတွက် စေတနာနိုးစာပေနောက်တစ်မျိုးအနုစာပေလို့လည်းခေါ်ကြတယ်လို့မှတ်သားဖူးပါတယ်။ ဂျာတာစာပေကိုဖတ်တဲ့ဖတ်သူတွေရဲ့စိတ်ထဲမှာစာအေးဆရာရဲ့အရှိအသာအဖွဲအနှဲ့ဇက်အိမ်ဇက်ကွက်ကိုလိုက်ပြီးဝမ်းတာတာဝမ်းနေတာထိတ်လန့်ကြည်ကွဲတာကြောက်ရွံ့တာအဲ့ဒီလိုစိတ်အရသာအမျိုးမျိုးကိုဖြစ်ပေါ်စေတာဆိုတော့ ူကတူတာစာပေလိုမျိုးအုံနောက်နဲ့မက်သားဆင်ကျင်ရတာထက်နှလုံးသားနဲ့စာနာနားလဲရတာမျိုးပါဒီတော့တူတာစာပေတွေက အုံနောက်အသိဉာဏ်ကိုတိုးပွားစေသလိုပဲယာတာစာပေကတော့နှလုံးသားကိုရင်ကျက်ဖွံ့ဖြိုးစေတဲ့နှလုံးသားအာဟာရတွေပါ တချို့ log in ရေးရကိစ္စတွေမှာ အုံနောက်သုံးမှအောင်မြင်နိုင်တဲ့ကိစ္စတွေရှိတယ်ဆိုပေမဲ့တကယ်တမ်းတော့နှလုံးသားခံစားချက်နဲ့ပေါင်းဆက်ဆာနာနိုင်မှသာလူသားဆန်နဲ့ပြီးပြည့်စုံတဲ့အောင်မြင်မှုမျိုးကိုရနိုင်မယ်လို့ကျွန်မထင်ပါတယ်ဒါကြောင့်လေလူတွေအလုံးအထူးသဖြင့်လူငယ်တွေကိုနှလုံးသားတွေနူးညံ့နှွေးထွေးလာစေဖို့တအူးနဲ့တအူးစာနာနားလည်နိုင်စေဖို့စိတ်ဓာတ်ရင်းညက် ရင်ကျက်တည်ငြိမ်လာစေဖို့ဂျာတာစာပေတွေကိုလည်းအချိန်ပေးပြီးတော့ကိုဖတ်ပါလို့ကျွန်မကအကြံပေးချင်ပါတယ်။စာဖတ်ချင်းဆိုတာကိုဆွေးနွေးရရင်တော့စာဖတ်တဲ့နေရာမှာစာဖတ်သူ၃မျိုးရှိတယ်လို့ဆရာကြီးဦးရွှေအောင်ပြောတာကျွန်မအမှတ်သားဖို့ပါတယ်။အဲ့ဒါတွေကတော့စာကိုရှေ့ကဖတ်တဲ့သူ၊စာကိုရှင်ပြီးဖတ်တဲ့သူနဲ့စာကိုနောက်ကဖတ်တဲ့သူဆိုပြီး၃မျိုးပါ။ စာကိုနောက်ကဖတ်တဲ့သူဆိုတာကစာကိုဖတ်ယုံဖတ်ပြီးအပေါဆုံးခန်းစားခြင်းနဲ့ဖတ်သူပေါ့ရှင်ပြီးဖတ်သူဆိုတာကတော့စာရေးသူပေးခြင်းနဲ့ message ကိုမြင်အောင်ရှာနိုင်သူပါ စာကိုရှိကဖတ်တဲ့သူကြတော့စာရေးသူပေးခြင်းနဲ့ message ကိုမြင်ုံတင်မကပဲနဲ့သူကတိထက်ကြော်ပြီးတွေးတတ်တဲ့ဖြည့်ဆွက်ပြီးစဉ်းစားနိုင်တဲ့သူမျိုးပါအဲ့ဒီထဲမှာပထမတန်းစားစာဖတ်သူဖြစ်လာဖို့ဆိုတာကတော့အသက်အရွယ်အပိုင်းခြားအလိုက် စာမျိုးစုံကိုဖတ်လာပြီးတော့တဖြည်းဖြည်းနဲ့စာဖတ်သက်ရလာတဲ့အခါစာဖတ်နာလာတဲ့အခါမျိုးကြမ်းမှသာသူ့အလိုလိုစဉ်းစားတွေးခေါ်အားတွေတိုးတက်လာမယ်လို့ထင်ပါတယ် ။ငငယ်ကလေးကစာဖတ်တဲ့အလေးအကျင့်ကိုပြောထောင်နိုင်ခဲ့ရင်တော့ပထမတန်းစားစာဖတ်သူဖြစ်လာဖို့ပိုနီးဆက်တာပေါ့နော်။ကျမတို့ငငယ်တုန်းကတော့တခြားဖြော်ပြရေးတွေပဲနဲလို့လားမသိဘူး။မိချောင်းပိတ်ပြီးဆိုတာနဲ့စာအုပ်အငားဆိုင်ကိုအပြီးအလွှာသွားစာအုပ်တွေတပွေးတပိုက်ကြီးငားလာပြီးအဲ့ဒီစာအုပ်တွေကိုခေါင်းအုံလှုပ်အိပ်ပြီးတဏီကုံစိန်နဲ့နှက်ပြီးဖတ်တော့တာ။ ပထမဆုံးကျမဖတ်ရတဲ့ကာတွန်းကကျမမမီတလောက်ဆိုရင်တော့တက္ကသိုလ်မင်းလွင်တို့လိုဒါအတိုင်းကာတွန်းတွေပါကျမကလေးဘွားတစ်လျှောက်လုံးအချစ်ကာတွန်းတွေလုံးဝမဖတ်ခဲ့ရပါဘူးဘာလို့လဲဆိုတော့ခြောက်ဆိုင်ကိုလိုက်ဖို့ရင်ဖေဖေကတိုင်းကာတွန်းတွေကြီးပဲရွေးပေးတာကို သူ့သမီးကိုအချစ်အကြောင်းမသိမသိစေချင်သေးတဲ့သဘော ။နောက်ပြီးတော့ကျမတို့ခေတ်တုန်းကဆိုရင်အပတ်စဉ်ထုတ်တဲ့ရွှေသွေးတို့တေစာတို့မိုးတောက်ပန်းတို့ဆိုတာကလည်းကလေးတွေတိတ်ကိုဆွဲလန်းခဲရတဲ့စားဆောင်တွေပါ။အဲ့ဒီမှာပါတဲ့ဇက်တော်ကြီးဆယ်ခွဲဆိုရင်ဘာသာရေးအသိဉာဏ်တွေရစေတာပေါ့။ now လွတ်လပ်ရေးနှင့်အထူးထုတ်တွေမှာပါတဲ့ဘိုးကျောင်းအောင်ဆန်းရဲ့အကြောင်းတွေကိုဖတ်ရတော့လေဘိုးကျောင်းရဲ့လေးစားအတူယူစရာ ကောင်းတဲ့စိတ်ဓာတ်ကိုအားကျလာတာပေါ့နော် နောက်တစ်ခါပြည်တော်စုနေဆိုရင်လေတိုင်းရင်သားအကြောင်းလေးတွေထည့်ရေးပေးတတ်တော့တိုင်းရင်သားအချင်းချင်းတွေးစည်းညီညွတ်ရမယ်ချစ်ခင်လေးစားရမယ်ဆိုတာတွေပါသိလာရတာပေါ့ဒီလိုနဲ့ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာကျမမိဘတွေကအစိုးရဝန်ထမ်းတွေဆိုတော့ကချင်ပြည်နယ်ကိုပလောင်ရှေ့ရပါတယ် ကျမတို့တွေလည်းလိုက်သွားကြရတဲ့အခါကျတော့အဲ့ဒီမြို့လေးမှာကလမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးအရန်လဲခောင်းနေ။ရွှေသွေးတွေတိစတွေမပြောနဲ့ပုံမြင်စာအုပ်တောင်ဝယ်ဖက်လို့မရတော့ဘူး။စာအုပ်အငားဆိုင်ဆိုတာလည်းမရှိဘူး။အဲ့ဒီမှာစာကြီးတိုက်လေးတခုတော့ရှိပေမဲ့လူကြီးဖတ်တဲ့စာအုပ်ကြီးတွေပဲရှိတာပေါ့နော်။ကျမကအဲ့ဒီတုန်းကလေးတန်းကျောင်းသူဆိုတော့လက်လန်းမမီဘူးဖြစ်နေတာ။ ဒါပေမဲ့စာမဖတ်ရတာတိတ်ကြလာတဲ့အခါစာကလည်းတိတ်ငတ်လာတော့လူကြီးဝိတ္ထုတွေကို မမိမကန်းဖတ်ရတော့တာပါပဲအဲ့ဒီမှာမမရရဆရာသိန်းဖေမြင့်ရဲ့အန်ဝါခရီးတဲ့နဲ့ပလဲဒေဝီဝိတ္ထုကိုစာဖတ်ဖူးတာပါအဲ့ဒီအချိန်ကငယ်သေးတော့စာရေးဆရာပေးခြင်းတဲ့ message ကိုအပြည့်အဝတော့မရခဲ့ပါဘူး ဒါဖက်ယုံသားဖက်နိုင်တဲ့တတိယရန်စာစာဖက်သူအစင်ပေါ့နော်။ဒါပေမဲ့ဗာပဲပြောပြောယာသစာပေကိုတော့စပြီးမီးစမ်းဖူးသွားတာပါ။အဲ့ဒီမှာတခုထူးဆန်းတာကအရွယ်နဲ့လိုက်ဖက်တဲ့စာဖက်ဆရာများများမရှိတဲ့အခါမှာစိတ်ကတိတ်ဆာလာတော့ကျမကကိုဘာသာအတွင်းနယ်ချဲ့တော့တာပေါ့အရင်ဖက်ပူးထားတဲ့ကတ်တွန်းတွေစာဆောင်တွေကနေဆင့်ပွားပြီးကိုဘာသာဇလန်းတွေစိတ်ကူးရင်လာတာ ကိုစိတ်ကူးရင်ဇက်ထဲကဇက်ထဲမှာကိုကမိမလူဆွမ်းကောင်းတိုင်းသမားဖြစ်ရင်ဖြစ်နေတာဘာလို့လဲဆိုတော့ကျမကတိုင်းကတ်တွန်းတွေကြီးအဖက်များတာကိုအဲ့ဒီတော့ကိုကိုကမကောင်းသူတွေကိုတိုက်ခိုက်ကောင်းသူတွေကိုကယ်တင်အဲ့လိုဇက်အဲ့လိုမျိုးဇက်တွေတွေးတယ် ။ဆာနဲ့ချရရကောင်းမှန်းမသိသေးတော့ကျမကမောင်လေးကိုပုံမြင်အသစ်ဆိုပြီးအဲ့ဒီဆက်တွေပြောပြောပြတာပေါ့။သူကလည်းအဲ့ဒီမှာအနေကြတော့ပုံအသစ်တွေငတ်နေပြီလေ။ကျမပြောတဲ့ပုံတွေကိုသူကလည်းသိကြတာ။ဒါပေမဲ့သူကပုံပြောပြီးလို့ရှိရင်အဲ့ဒါဘသူပုံမြင်လဲဆိုပြီးမေးတတ်တယ်။ဒီတော့ကျမကလည်းကိုပိုင်ပုံမြင်ကိုနိုင်စိတ်ကူးရင်ထားတာလို့ပြောရင်သူကအံ့ဩနေရောမယုံသူလိုမျိုးပေါ့လေ ဒါကတော့ဆောင်ဖက်ချင်းကနေရလာတဲ့အမှုပညာနောက်ဆက်တွဲလေးတွေလို့ကျွန်မထင်ပါတယ်ရှင် ခြားဖက်တဲ့နေရာမှာလဲအသက်အရွယ်ကိုလိုက်ပြီးသူ့အလိုလိုတော့ပုံစံကပြောင်းလာတတ်ပါတယ်။ကျမအလေတန်းအထက်တန်းရောက်လာတော့အချစ်ဝတ္ထုတွေအဖေ့စီကပါမစ်မကြလဲ။ចောင်းစာအုပ်ချားမှာညက်ပြီးခိုးဖက်တတ်လာတယ်။ကိုကြိုက်တဲ့ခြားသားလေးတွေ၊ကြပြားလေးတွေဆိုရင်ကူးရေးတတ်လာရုံမကပဲ။ကုခန်စားချက်တွေကိုလည်းကြပြားလေးတွေအဖြစ်ရေးတတ်လာတယ်။အဲ့ဒီကနေတဆင်းတက်လာတော့ခန်းစားချက်လေးတွေကို စာအုပ်နောက်ကျောတွေမှာရင်ဖွင့်တက်လာပြီ တက္ကသိုလ်ရောက်တော့အဆောင်နယံကစာဆောင်တွေမှာကြပြတွေစာညွန့်တွေဝင်ပြိုင်ပြီးစုတွေပါတွေရလို့တခါ88အရေးခင်းတဲ့အကြောင်း၃နှစ်ပိတ်လိုက်ချိန်ကြတော့တကယ်ကိုစိတ်လီချင်းစရာအကြောင်းပိရဲ့ရှည်ကြီးပေါ့နော်။တချို့ကျောင်းသားတွေကအလုပ်တွေထွက်လို့သင်တန်းတွေတက်နေဆိုတော့ကျမကလည်းအားကြပြီးတက်စင်နေ။အိမ်ကစိတ်မချတော့ခွင့်မပြုပါဘူး။ အဲ့ဒီမှာနောက်ဆုံးတော့ကျမကကျောင်းပည့်ရက်မှာခရောက်ခရက်ဖြစ်နေတဲ့စိတ်တွေကို စာဖတ်ခြင်းမှနှစ်ပြလိုက်မိတာပါ အဲ့ဒီအချိန်ကလည်းဝိတုရိုရွှေခေတ်ဆိုတဲ့အချိန်ပေါ့မဟေသည်ရွှေအမြုတေရင်ခုံပွင့်ပန်းဝေသည်ပေဖူးလွာလုံမလေးမဂဇင်းတွေမှာဝိတုရိအစုံဖတ်ခဲ့ရတယ်လုံချင်းတွေထဲမှာဆိုရင်လည်းဆ iam မကြီးကြည်အချာနယ်ကျော်မမလေးဆ iam မမဆန္နာဆ iam မမိုးမိုးအင်းလျားတွေအပြင်ဆရာနိုင်ဝင်းစွေတို့လိုဆရာကြီးရွှေဦးထောင်ရဲ့တပတ်တာမှတ်တမ်းလိုဟိုးရုံးကစာအုပ်အဟောင်းတွေကိုလည်းတော်တော်များများဖတ်ဖြစ်ခဲ့တယ်အဲ့ဒီ အဲ့ဒီတုန်းကကန်ကောင်းကျင်တော့စာအုပ်အဟောင်းတွေဆုံဆုံလင်းလင်းရှိတဲ့စာအုပ်ဆိုင်လေးကိုရှာတွေ့ထားတာအဲ့ဒီဆိုင်မှာတိုင်းရင်းမေလိုစာဆောင်ဟောင်းတွေကအစညီတော်အာနန္ဒာမှတ်တမ်းလိုဘာသာရေးစာအုပ်တွေအထိတော်တော်ဆုံးနေကျမလည်းလက်လန်းမိတလောက်ဖတ်လိုက်တာမှတရက်တရက်ရသမျှမှုန်ဖို့အကုန်စာအုပ်တွေကြီးငှားဖက်ဖြစ်တာပဲ။ အဲ့ဒီမှာစာဖတ်သက်ရင်လာတော့ဘယ်စာဖတ်တင်လဲဘယ်စာတော့မဖတ်တင်ဘူးဆိုတာလဲကိုပါသာရွေးတက်လာပါတယ်။တခါတလေကိုဖတ်မိတဲ့စာတွေကဒါကဖြင့်အစိတ်အတ္တဒါကဖြင့်အဟာရရဲ့လို့လဲအနစ်အသားကိုခွဲခြားဆုပ်ယူတက်လာပါတယ်။အဲ့ဒီလိုစာအုပ်တွေအသေးအမဲဖတ်ပြီးနောက်မှာကျမစိတ်တွေတော်တော်ပြောင်းသွားခဲ့တယ်။ចောင်းတုံးနဲ့ပိတ်ပြီးလို့ပြန်ဖွင့်တော့တော်တော်ရင်ကျက်တည်ငြိမ်နေခဲ့ပြီ။ ငငယ်ကဆိုလူကြောက်ပြီးမပြောရဲမဆိုရဲနဲ့စိတ်မလုံးချုံတဲ့သူကပြောတတ်ဆိုရတဲ့ကိုကိုကိုလည်းယုံကြည်မှုတွေရှိလာတယ်။အရင်ကကိုတကူစားခံစားချက်ကိုရှေ့တန်းတင်တတ်တဲ့စိတ်တွေကလည်းဘေးကိုငဲ့ဆောင်မျှတွေးတတ်လာတယ်။ သူတော်ဘာအပေါ်ပို့ပြီးနားလဲစာနာတက်လာတယ်။ကိုကြီးဖေးမချင်းစိတ်တွေ ပူရှိလာတယ်။အခက်အခဲဆိုရင်လည်းတော်ရုံစိတ်တက်မကြတတ်တော့ဘူးကြော်နိုင်လာတယ်။အဲ့ဒီလိုဆွမ်းဆောင်ရည်တွေပို့တက်လာတာလဲကို့ဘာသာကိုတတိထားမိလာတယ်။ ဒါဟာဖမီးသမျှစာတွေကနေစုပ်ယူအားပြည်လာတဲ့စိတ်ခွန်အားတွေလို့ကျမယုံကြည်ပါဗါတယ်။အဲဒီကနေတစင်ပတ်ဝန်းကျင်မှာမြင်ကြားထိတွေ့ရတာလေးတွေကိုကိုမြင်ရသလိုကိုတွေးမိသလိုပြန်ပြီးမျှဝေခြင်းစိတ်ဖြစ်လာတဲ့အခါကျမဝိထုတို့လေးတွေရည်မိလာပါဗါတယ်။ဒါဟာစာဖတ်ခြင်းကနေစင့်ပွားလာတဲ့အမှုပညာတစ်ခုပေါ့နော်။ အဲ့ဒါကြောင့်စာဖတ်ခြင်းဟာဘလောက်အမှုပညာမြောက်တယ်လဲဆိုရင်ဖတ်လိုက်သမျှအစာတွေထဲကရာသအစီအနှစ်တွေဟာကျမရင်ထဲကိုစိတ်ဝင်လာပြီးနောက်မှာအဲ့ဒီကနေစင့်ပွားပြီးတော့ပီတိတွေဟာကျမရဲ့စိတ်စီကျမရဲ့စေတနာကိုလုံဆော်လာပါတယ်။အဲ့ဒီအခါမှာကျမကိုယ်တိုင်ရာသစာတွေတနည်းပြောရရင်အမှုပညာဖန်တီးမှုတွေပြန်အံကျလာရတယ်လို့ထင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါဆ iamma ဝေစီဝိုင်းတက္ကသိုလ်ရဲ့စာဖတ်ခြင်းအမှုပညာဆိုတဲ့အရာတဆာရင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါပြီအညိုစကားနည်းနည်းပြောမယ်နော်အညိုကလေအစကစာရီအလောက်ဖတ်တဲ့လူတော့မဟုတ်ဘူးပေါ့နော် ဆမလိုပဲဆမက88မှာခိတိရောက်ခဲ့ဖြစ်ပြီးတော့စာဖတ်ခြင်းထဲမှာနှိမ့်ဝင်သွားသလိုအညူကလည်း2021မှာစိတ်တွေရောက်ခဲ့ဖြစ်ပြီးအတွေးတွေများလာတယ်ကိုညင်သွားအောင်ဆိုပြီးတော့ဘာလို့ရင်ကောင်းမလဲဆိုတဲ့အကောင်းဆုံးနည်းလမ်းကိုစဉ်းစားရင်းနဲ့စာရီစပြီးဖတ်ဖြစ်သွားတာပေါ့နော်အာဆမစာရရလို့ဆိုရင်တော့အညူကဒုတိယရန်စာစာဖတ်သူအစစ်မှလောင်းတော့ရှိပါတယ်ပထမရန်စာဖြစ်ဖို့ကတော့စူးစမ်းရအောင်ပါပေါ့နော် အာပြီးတော့အညိုကရာသစာတွေဖတ်ရတာကိုပြီးတော့သဘောကျတယ်။စာတွေဖတ်လာပြီးတဲ့နောက်ပိုင်းမှာတော့လူကပို့ပြီးတော့တင်ငိန်လာပြီးတော့စိတ်ခံစားချက်တွေလည်းပြောင်းလာတယ်ဆိုတော့အမှန်ပါပဲ။သူများတွေတွေ့ပို့ပြီးတော့တွေးပြီးထက်လာတာတွေသူများတွေဘွားတွေပို့ပြီးတော့ကိုချင်းစာတက်လာတာတွေပေါ့နော်။အခုဆိုအညိုကအညိုပတ်ဝန်းကျင်မှာတွေ့တဲ့မြလူငယ်တွေသူတစ်ဖြင့် ကိုထက်အငယ်တွေပေါ့နော်သူတို့တွေကိုစာရီဖတ်ဖို့တိုက်တွန်းတယ်အညိုဝဲစုထားတဲ့စာအုပ်တွေကိုလည်းသူတို့ကိုပေးဖတ်တယ်အညိုတူလေးတူမလေးတွေကိုလည်းစာဖတ်တဲ့အဆင့်လေးတွေရအောင်ပေါ့သူတို့အရွယ်အတိုင်းဖတ်ရမယ့်စာလေးတွေကိုစဉ်းစားပြီးတော့အခုကတည်းကနေအဆင့်လေးတွေလုပ်ပေးနေတယ်ပေါ့နော်ဟုတ်ကဲ့ပါအမျိုးစကားတွေအရင်ပြောမိသွားပြီလားမသိဘူး။ဒါဆင်အပိကေချာသူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။ ညူရိုရဲ့ channel အသစ်လေးကိုလည်း like and subscribe လေးများနဲ့ဝင်ရံပေးကြပါဦးနော်။အားလုံးလည်းဘီကင်းချမ်းမာပြီးစိတ်ပင်ပန်းမှုများခင်ဝေးတဲ့နေ့ရက်လေးများပိုင်ဆိုင်နိုင်ကြပါစေရှင်။